ဝယ်ဒေးဘေးဆွဲလူကဘွားရဲ့ကံမကောင်းမှုတွေနဲ့ခက်ခဲတဲ့သင်ခန်းစာဝင်ကြားမှာလေပတ်နေရတဲ့လူတယောက်ဖြစ်ပါရည်ဒီကနေ့မွန်လယ်ပိုင်းမှာပဲသူမိဘဝင်နဲ့စားတောက်ဆိုင်မှာနေလဲစားစားနေတော့သူ့ရဲ့ရေးစားဂျေးကိုမိတ်ဆက်ပေးဖို့အချိန်ရောက်ပြီလို့ဆုံးဖြတ်လိုက်ပါရည်ဂျေးဟာကံမဏီကြီးတစ်ခုမှအလုရတဲ့ဆွဲပျော်စရာတဲ့င်းကိုသူတို့အားပြောပြလိုက်တဲ့အခါမှာတော့ရော်ဂျာနဲ့သူ့စနီးရဲ့မျက်နှာကချက်ချင်းကိုတောက်ပသွားခဲ့ပါရည်ဒါပေမဲ့ရော်ဂျာကအခွင့်အရေးယူပြီးသူ့ရဲ့သားကိုပို့ပြီးတော့အမြင့်မားတဲ့ရီမန်ချက်တွေစီတွန်းအားပေးဖို့အတွက်ကြိုးပမ်းလိုက်ပါရည် သူ့သားကိုလာဆာနေပါတဲ့အဲဒီတာအဖြစ်နဲ့အလုတ်တင်ဝင်နေတာထက်ပိုကောင်းတဲ့အရာဝီကိုရီမန်းဖို့အတွက်ဝဲကူအားပေးပါရင်အဲဒီအလုတ်ကသူ့ရဲ့လကုံရင်ပေးเสียစေဝီကိုတော့မှမကမိပါဘူးရောဂျာဟာဝဲကိုသူကအရွယ်ရောက်နေပြီမဲ့လာဆင်အထောက်ပံ့တဲ့အပေါ်မှာမိခိုနေရတော့မဲဆိုကိုတတိပေးလိုက်ပြီးတော့သူဟာအဲ့ဒီလိုမျိုးဖြစ်ရတာကိုသိပြီးတော့မကြဘူးလို့ပြောပါရင်ထွက်မှတွားခင်မှာရောဂျာကသူ့ရဲ့တာကိုနောက်ဆုံးထောက်ပံ့ငွေပေးခဲ့ပြီးတော့ဒါဟာနောက်ဆုံးပဲဆိုပြီးဝဲအနေနဲ့သူ့ဘာသာသူရှာဖို့လိုပြီးလို့ပြောပါရင် နောက်တနေ့မနေ့မှာပဲသူတို့အတူငားနေတဲ့အိမ်မှာ TV အစ်စ်လေးတလုံးကိုဝဲကကြွားဝပြနေတာမြင်တဲ့အခါမှာဂျေးရဲ့စိတ်လှုပ်ရှားမှုဟာမယုံနိုင်စရာကောင်းလောက်အောင်ပြောင်းသွားခဲ့မှရင်းကုံယူစွာနဲ့အဝဲကသူ့ရဲ့နောက်ဆုံးထောက်ပံ့ငွေကို TV ဝယ်ဖို့အတွက်တုံလိုက်တယ်လို့ရှင်းပြပါရင်းလိုအပ်ရင်တော့ပိုက်ဆံထပ်တောင်းရုံပဲလို့ယုံကြည်နေတဲ့သူကသူ့အဖေရဲ့စကားဝေးကိုအရန်ခ ्यू မဆိုင်ပါဘူးဂျေးတယောက်ဘာပြောမှန်းတော့မတိတော့ပဲစကားဝေးတုံဆိုင်သွားခဲ့ပါရင်းသူတို့ရဲ့အိမ်မှာဆိုတော့ဇေယအမျိုးမျိုးရှိတဲ့အိမ်ဖော်ရင်းနဲ့နေထိုင်နေကြပါရင်း AAC နေတတ်တဲ့ programmer Ethan အလောက်ရှာနေကြတဲ့လူပြီးတော့အရက်ကိုအလွန်နစ်တဲ့တဲ့မူလာတန်းပြဆရာ Charlie တို့ပဲဖြစ်ပါရီသူတို့အလုံးဟာဈေးတွေကိုခွဲဝေခံပေမဲ့ငွေရည်ကြည့်ရင်မတည်ငြိမ်မှုကတော့လေထုထဲမှာအုံမိုင်းနေတယ်လို့ပဲဖြစ်ပါရီအဲ့ဒီနေ့လယ်မှာဆိုရင်ဝယ်ရဲ့အလောက်ရှင်က company ဟာမကြခင်ဒေဝါလီခံရတော့မှဖြစ်ပြီးအလောက်တင်အလုံးကိုထုတ်ပြတော့မယ်လို့ပြောလိုက်တဲ့အခါမှာအခြေအနေဝေပူဆိုးသွားခဲ့ပါရီဝယ်တယောက်ကြောင်အတွားခဲ့ပြီးတော့ဘာမှမတတ်နိုင်ပဲသူ့ရဲ့တခုထဲတော့ဝင်ငွေလမ်းကြောင်းဟာချက်ချင်းကိုပျောက်ဆုံးသွားခဲ့ပါရီ အဲ့ဒီညမှာဟိုရတယောက်အင်တာနက်မှာအလုပ်ရှာဖွေနေမဲ့မိုတယ်မန်နေဂျာအလုပ်တစ်ခုကိုရသွားခဲ့ပါရင် အကောင်းမြင်တဲ့စိတ်နဲ့သူကချက်ချင်းအလုံးစားဝင်ပါရင်းအရာအလုံးအစဉ်ပြေနေပုံရပါပေမဲ့မမျော်လင့်တဲ့ကံစိုးမှုတစ်ခုရောက်လာခဲ့ပါပြီးဝယ်အလုံးစင်းနေတော့ဧည့်သည်တယောက်ကအခန်းတစ်ခုကိုဝင်လာခဲ့ပြီးတော့အဲ့ဒီလူဟာပုံမှန်အတိုင်းပဲထင်ရပေမဲ့နောက်မနေ့မှသူကအခန်းထဲမှာမူရည်စေဝါရောင်းဝယ်မှုနဲ့ပတ်သက်လို့ရဲဝေကဖမ်းဆီးတာခံလေရပါရင်းဒီအဖြစ်အပျက်ကြောင့်ဝယ်တယောက်အလုံးထပ်ပြုတ်သွားခဲ့ပြီးရက်တပတ်အနေငယ်အသွင်းမှာပဲနှစ်ကြိမ်မြောက်အလုံးဖြုတ်ခံလေရတာပါငွေကြေးအတွက်အတဲတန်ဖြစ်နေကြတဲ့ဝယ်တယောက်အရင်ကလိုမျိုးသူ့အဖေရောဂျာကိုအားကိုးဖို့အတွက်အကူအညီ ထပ်တောင်းဖို့လဲ့သွားပါရီဒါပေမဲ့ရော်ဂျာစီမှာတည်င်းဆိုးရေပဲရှိပါရီမကြာသေးခင်ကအလုပ်ဖြုတ်ခံလိုက်ရတဲ့ရော်ဂျာဟာသူ့စီမှာလည်းစာဝတ်နေရအတွက်ရုံးကန်နေရပြီးတော့ဝယ်ကိုတပြားတစ်ချက်မှမပေးနိုင်ပါဘူးလို့ဝန်ခံပါရီအခုဆိုရင်ကိုရိုင်းငွေကြီးအခက်ခဲဝင်တဲ့ရင်ဆိုင်နေရတဲ့ရော်ဂျာရဲ့အကူအညီကတော့ခန်းလျှောက်သွားခဲ့ပါပြီဒီရှုပ်ထွေးနေတဲ့အခြေအနေဝေကြားထဲမှာလုပ်ကသူ့ရဲ့ပထမဆုံးအလုပ်ရတဲ့အထိတ်အမှတ်နေတဲ့အခန်းဖော်တွေကိုဘာမှသွားပြော်ဖို့အတွက်ဖိတ်ခေါ်လိုက်ပါရီ ကြံတဲ့လူတွေပြောပါနေတဲ့အချိန်မှာဝဲတယောက်တိတ်ဆိတ်နေထိုင်နေခဲ့ပြီးစားစရာလေးနည်းနည်းယူကသူ့ရဲ့အခက်ခဲဝေကိုခဏမေ့ထားရှင်ပုံရပါရင်နောက်တနေ့မှာတော့အဖို့အစားဆိုင်တစ်ဆိုင်ကိုတွားလေရင်းနဲ့ပဲဝဲတယောက်ဂျေကိုသူ့ရဲ့ရင်ထဲကစကားဝေပြောပြနေတာကိုတွေ့လေရပါရင်သူကဘန်ကနေငွေချေးပြီးတော့ကြောင်ရလုပ်ငန်းတစ်ခုစတင်ဖို့အတွက်သူ့ရဲ့အိမ်မက်အကြောင်းကိုပြောပြပါရင်ဒါပေမဲ့ဂျေကတော့တိတ်ပြီးစိတ်မပါပါဘူးသူ့ကိုအားမပေးလို့မဟုတ်ပါဘူးအခြေအနေဝေကပိုဆိုးနိုင်တယ်လို့သူမှခံစားနေရလို့ပါသူမကအဝယ်ကိုအန်ဒီရဲ့များတဲ့အလုပ်ငန်းအထက်မှခုန်ဆင်းခင် တည်ငြိမ်တဲ့အလုပ်တစ်ခုကိုအရင်ဦးဆုံးရှာဖို့ဦးစားပေးစီရှင်မာရီသူတို့ရဲ့စကားဝေကအငင်းခုန်ဖြစ်သွားခဲ့ပြီးဂျီကတူတာအဲ့ဒီလုပ်ငန်းအကျန်စီကိုဆက်လုပ်နေမယ်ဆိုရင်သူတို့ရဲ့ဆက်စပ်ရေးကိုပြန်လည်စဉ်းစားရလိမ့်မယ်လို့တတိပေးပါရီနောက်ဆုံးမှာတော့ဝေကလည်းလက်လျှော့လိုက်ပြီးနောက်ထပ်အလုပ်တစ်ခုရှာဖို့အာယုံစိုက်မယ်လို့ကတိပေးပါရီတစ်ဖက်မှာလည်းရောဂျာကကော်ဖီဆိုင်တစ်ခုမှာသူ့ရဲ့အခက်အခဲတွေကိုဖုံးကွယ်ဖို့ကြိုးစားနေခဲ့ပါရီသူ့မိမဖုန်းဆက်လာတဲ့အခါမှာသူကအလုပ်မှာ အလုတ်များနေတယ်လို့ပုံမှန်အတိုင်းဟန်ဆောင်ပြောဆိုခဲ့ပါရင်းဒါပေမဲ့အမန်တရားကတော့ဖုံးကွယ်ထားစေပါရောဂျာကသူအလုတ်ပြုတ်သွားတဲ့အကြောင်းကိုမပြောသေးပါဘူးသူတို့တယောက်စီကကိုယ့်ရဲ့စိန်ခေါ်မှုကိုတိတ်တဆိတ်နဲ့ခံနေရှိရင်ဆိုင်နေကြတာကြောင့်သူတို့ရဲ့ဘဝအကြောင်းတွေဟာပို့ပို့ပြီးနဲ့နဲလာခဲ့ပါရင်းတစ်ဖက်မှာတော့ရှာလီဟာသူ့ရဲ့ဆရာဘဝမှာအပြောင်းလဲဝင်တဲ့ကြုံတွေ့နေရပုံပေါ်ပါရင်းသူ့ရဲ့ဓာတုဗေဒအတန်ပုံမှန်တင်နေတော့မှပဲနောက်ထပ်ဆရာတယောက်ရောက်လာခဲ့ပြီးတော့ရှာလီမငင်းနိုင်တဲ့ကံလန့်မှုတစ်ခုကိုပေးပါရင်း သူကအားကစားစရာဖြင့်ပြောင်းဖို့အဆိုပြုပြီးတော့တပတ်9ဒေါ်လာ100ထပ်ပေးမယ်လို့ပြောပါရင်းရှာလီကလည်းမဆိုင်မတွအဲ့ဒီအခွင့်အရေးကိုဖန်ဆုံးလိုက်ပါရင်းအဲ့ဒီအခါမှာဝီရဲ့အခက်ခဲဝေကြားထင်မှာမျောလင်းချက်အလင်းရောင်လေးပေါ်လာခဲ့ပါပြီ။နေရက်အချိန်မှာတော့ကမ္ပဏီကြီးတစ်ခုမှအင်တာဗျူးအတွက်ဖုန်းဝင်လာပြီးမြဲဝယ်ရဲ့အာယုံမဆိုင်နိုင်မှုကြောင့်အဲ့ဒီအခွင့်အရေးကိုလက်လွတ်ရလုနေပါဖြစ်သွားခဲ့ပါရင်းအင်တာဗျူးအတွင်းမှာသူစိတ်မဝင်စားပဲသူ့ရဲ့ဖုန်းကိုပဲအာယုံရောက်နေတာကြောင့်သူ့ကိုထုတ်ပြစ်လုနေပါဖြစ်ခဲ့ပါရင်း ဒါပေမဲ့သူတီးဖြတ်ထားတဲ့ဗီဒီယိုကြောင့်ညာတစ်ခုကိုပြလိုက်တဲ့အခါမှာတော့အိအားဌာနကတာဝန်ရှိသူဟာသူ့ရဲ့ကျွမ်းကျင်မှုကိုအံ့ဩတွားခဲ့ပြီးသူ့ကိုငင်းပယ်ရှင်းကနေကဲတင်ခဲ့ပါရီနောက်တနေ့မှာတော့နောက်ထပ်အရေးပေါ်အခြေအနေတစ်ခုရောက်လာပြန်ပါပြီသူ့ရဲ့ငွေကြေးဝေကုန်ခံတွားတာကြောင့်မကြသေးခင်ကသူဝယ်ထားတဲ့တီဘီကိုရောင်းဖို့ပဲတတ်နိုင်တော့ပါရီဝယ်တူကသူ့ရဲ့တီဘီကိုယူသွားခန်းဒီမှာဝယ်စီကိုလာစင်ဒေါ်လာ26000လာစာနဲ့ဗီဒီယိုတီးဖြတ်သူအဖြစ်အလုပ်ရပြီးဆိုရယ်စိတ်လှုပ်ရှားစရာကောင်းတဲ့တဲ့ရင်ရောက်လာခဲ့ပါရီ ဝမ်းတာလွန်းတဲ့အတွက်သူကတီဗီဝဲသူအနောက်ကိုပြေးလိုက်သွားခဲ့ပြီးသူ့ရဲ့အဖိုးတန်တီဗီကိုပြန်ပေးဖို့တောင်းပန်ပါရီသူ့ရဲ့အလောက်အသစ်မှာတပတ်အကြာမှာတော့ဝယ်တဲ့အောင်ကုမ္ပဏီရဲ့အကြီးအကဲဝင်နဲ့ပထမဆုံးအစည်းအဝေးကိုတက်ရောက်ခဲ့ပါရီပေါ်ပေါ်ပါပဲလို့သူထင်ထားခဲ့ပေမဲ့အဲ့ဒီလိုမဟုတ်ဘူးဆိုတာကိုသူချက်ချင်းသိလိုက်ရပါရီသူကတရားဝင်ဝတ်ဆောင်အစားပေါ်ပေါ်ပါအဖို့အစားဝင်နဲ့ရောက်လာခဲ့တော့ပါသူဗီဒီယိုဝေးကိုတင်ပြတဲ့အခါမှာဒုတိယအငြိမ်ကြေးမှုကက်သရင်းရဲ့ပြင်းထန်တဲ့ဝေဖန်မှုကိုခံခဲ့ပါရီ ူမကသူ့ကိုကြုံရွေးဖန်တီးဖို့အတွက်လမ်းညွန်စောက်တော့ပေးပြီးတော့ချူမဆိုင်ပဲအလုံးမလုံးပဲအဲ့ဒီစာအုပ်ရဲ့စီမျက်နှာကိုလိုက်နာဖို့ခတ်တတင်ပြောလိုက်ပါရင်ဒါအပြင်သူမကသူ့ရဲ့အသွင်အပြင်ကိုလည်းဆုံးမပြီးတော့ကမ္ပဏီရဲ့စံနှုန်းဝင်တဲ့အငြိတသက်အရက်နဲ့ကျွမ်းကျင်ပီတာစွာဝတ်စားစင်ရင်ဖို့အရေးကြီးတဲ့အကြောင်းအလေးနဲ့ပြောကြပါရင်ကယ်ဒရင်ကသူ့ကိုတတိပေးလိုက်တာပါတလအတွင်းမှာသူ့ကိုသူမပြင်ဘူးဆိုရင်တော့သူ့အနေနဲ့အလုံးဖြုတ်ခံရမှာဖြစ်ပါရင်အရှက်ရသွားတဲ့ဝယ်တယောက်နေလဲစားစားတဲ့အချိန်မှာ ကော်ဖီဆိုင်တစ်ခုမှတွားပြီးတော့အားပေးမှုရှာရင်းနဲ့ပဲသူ့အဖေရောဂျာနဲ့တိုးသွားခဲ့ပါ ರೀ သူ့မိမမတိပဲနဲ့ရောဂျာကနေ့တိုင်းအဲ့ဒီကော်ဖီဆိုင်မှာအလုံးလုံးနေတလို့မျိုးဟန်ဆောင်ပြီးထိုင်နေခဲ့တာဖြစ်ပါ ರೀ ဝဲကကက်သရင်းရဲ့ဝေဖန်မှုအကြောင်းစိတ်မတက်မတာနဲ့ပြောပြပြီးတော့ ကိုဖက်ပါမဲ့လူကိုမျောလင့်ခဲ့ပါရီဒါပေမဲ့ရောဂျာကကက်သရင်ရဲ့ဖက်ကနေသူ့ရဲ့အကြံဉာဏ်ကိုထပ်ဆင့်အားပေးပြီးတော့သူ့အမြင်တွေကိုလည်းထပ်ပြောပါရင်သူကဝယ်ကိုရထားတဲ့အခွင့်အရေးအတွက်ဂျေဆုတင်တင်ပါလေလို့ပြောပြီးတော့အလုပ်တစ်ခုရဖို့ဘလောက်အထိခက်ခဲတာလဲဆိုတာကိုသတိပေးပါရင်အထူးသဖြင့်တော့ရောဂျာလူမျိုးအသက်အရွယ်ကြီးတဲ့လူတွေအတွက်ဆိုတော့ပို့ပြီးခက်တယ်လို့ပြောပါရင်ရောဂျာကသူကတော့မှပုံငယ်ရွယ်အောင်စပင်နဲ့မုတ်ဆိတ်ကိုဆိုးထားတယ်လို့ပြောတော့ဝယ်တယောက်စိတ်ထိခိုက်သွားရပါရင်စိတ်ဆိုးသွားတဲ့ဝယ်က သူ့အဖေရဲ့စကားကိုမခံနိုင်တော့ပဲချက်ချင်းကိုထွက်သွားပါလိမ့်လူပြဲရုံးမှဆိုရင်အခြေအနေတွေဒုဒုရှာဖြစ်သွားခဲ့ပါပြီသူ့ရဲ့ပထမဆုံးရက်မှပဲတထေးကထူးဆန်းတဲ့ဒလေးတစ်ခုနဲ့သူ့ကိုရုံထဲကိုစတင်ဝင်ရောက်စေခဲ့ပါလိမ့်လူကိုအဖွဲတောက်ဝေးအလုံးအရှိမှအလွန်ခားတဲ့အရေးတစ်ခုကိုမဖြစ်မနေတခါတည်းမော့တောက်ခိုင်းတာကအလုံးအသေးဝင်တဲ့လူတိုင်းအတွက်ဒလေးတစ်ခုဖြစ်ပါလိမ့်နောက်ဆုံးမှာတော့သူ့ဖန်ခွက်ကိုအကုန်တောက်နိုင်ခဲ့ပေမဲ့သူ့ခုနကမြို့ချလိုက်တဲ့အရေးဝေးကိုသူ့တငယ်ရင်းနေစီပန်းထုတ်လိုက်ပါလိမ့် ဧဒီညာမှာဝယ်တယောက်ကျေးရတိုက်ခန်းကိုတွားလေခဲ့ပါရင်ကမ္ပဏီကြီးတစ်ခုမှအလုတ်ရပြီးကလေးကကျေးဟာအင်ခန်းကိုရွှေ့ပြောင်းပြီးတော့သူ့ရဲ့ယုံအနီမှာတယောက်ထဲနေထိုင်နေပါရင်ဝယ်ဟာအဲ့ဒီနေ့ကကက်သရင်ရဲ့ဆုံးမစကားဝေးအကြောင်းစစ်အနောက်ရှက်ဖြစ်နေတာကိုပြောပြပါရင်သူရဲ့ရေးစားအနေနဲ့ကြည်ကအမြင်ပြောင်းဖို့တုကွာအားပေးပါရင်သူမဟာအတွင်ပြင်းနဲ့ပတ်သက်တဲ့ကက်သရင်ရဲ့အကြံဉာဏ်ဟာမှန်ကန်တဲ့အကြောင်းထောက်ပြပြီးတော့အလုံမှဆိုရင်ကိုကိုကိုဘယ်လိုမျိုးသင်ပြတယ်လဲဆိုတာကအရေးကြီးတဲ့အကြောင်းပြောပြပါရင် အိမ်မှာပပောပါဝတ်စားတာကပြဿနာမရှိပေမဲ့အလောက်ခွင်မှာဆိုရင်တော့ကျွမ်းကျင်ပိသားမှုကလေးစားမှုရစေတယ်လို့သူမကရှင်းပြပါရင်သူမရဲ့စကားဝေဟာဆွဲမြဲသွားခဲ့ပြီးဝေကသူမရဲ့အကြံဉာဏ်ကိုတကယ်လေးလေးစားလိုက်နာလျက်တပိပိရှင်နဲ့သူ့ရုံးရဲ့ဆက်နှုံးဝင်နဲ့ကန့်ကြီးအောင်သူ့ရဲ့အသွင်ပြင်ကိုပြုတ်ပြင်လာခဲ့ပါရင်တလားကြမှာတော့ဝေဟာသူ့အဖေကိုနေ့လယ်စာစားဖို့အတွက်ဖိတ်ခေါ်ပြီးတော့အံ့အားသင့်စေပါရင်တို့ထမင်းစားပြီးတဲ့အခါမှာဝေကပိုက်ဆံရှင်းပြဖို့အတွက်တောင်းဆိုတာဟာသူ့အဖေကိုပထမဆုံးအချိန် ူဧခန်ကျွေးမွေးတဲ့မတ်တိုင်တစ်ခုပဲဖြစ်ပါရင်ဝယ်ရဲ့ပြောင်းလဲလာမှုကိုတိတိတအထင်ကြီးသွားခဲ့တဲ့ရောဂျာကသူ့သားရဲ့ရင့်ကျက်လာမှုကိုအတိအမှတ်ပြုပါရင်ဝယ်ဟာအတိတ်မှာသူလုပ်ခဲ့တဲ့အမှားတွေအတွက်တောင်းပန်ဖို့အခွင့်ရေးယူပြီးတော့သူဟာအဖေဖြစ်သူရဲ့အကြံဉာဏ်ကိုအမြဲတမ်းနားမထောင်ခဲ့ဘူးဆိုကိုဝန်ခံပါရင်သူ့ရဲ့ဂျေဇုတင်မှုကိုထပ်ပြီးပြသဖို့အတွက်ဝယ်ကရောဂျာကိုသူ့ရဲ့ယုံစီဖိတ်ခေါ်ခဲ့ပါရင် သူ့အဖေအတွက်အလုံးလျှောက်လာဗီဒီယိုတစ်ခုဖန်တီးဖို့တူစီစဉ်ထားတာမှာမှတ်တမ်းတင်နေတော့မှာပဲရော်ဂျာကစိတ်လှုပ်ရှားလာခဲ့ပြီးဝဲကိုရက်တန့်ဖို့ပြောပါရီသူ့အလုံးဖြုတ်ခံရပြီးကလေးကကြုံတွေ့ခဲ့ရတဲ့အခက်အခဲတွေကိုပြောပြပြီးတော့နှစ်ပေါင်းများစွာတစ္ဆာရှိပြီးအတူယူစရာကောင်းတဲ့ဝန်ထမ်းတစ်ယောက်ဖြစ်ခဲ့ပေမဲ့လည်းဘယ်လောက်အထိမတရားဘူးလဲဆိုတာကိုငင်းညူပြောဆိုရင်းနဲ့ပဲသူ့ရဲ့ခံစားချက်တွေပေါ်လာပါရီစိတ်ပြက်လက်ပြက်ဖြစ်နေပြီးမဲ့သူကကုမ္ပဏီအတွက်ဆက်ပြီးတော့အကျိုးပြုရှင်တည်တယ်လို့ပြောပြပါရီး ရောဂျာကသူ့ရဲ့ခံစားချက်တွေကိုပြောပြတဲ့အချိန်မှာဝယ်တယောက်တိတ်တဆိတ်ဆက်ပြီးတော့အမှန်တမ်းတင်နေလျက်သူ့အဖေရဲ့စိတ်ရင်းအမှန်နဲ့ခံရရှိမှုကိုဖမ်းယူမှတ်တမ်းတင်ထားပါရင်အီတန်ကတော့တူတူရှာနီလန်းတွေနဲ့အခြေအနေတွေကိုလောက်ခပ်ပြောင်းလဲပြဖို့အရေးအရှင်းရှိပါရင်တနေ့နေ့လယ်မှာဆိုတော့သူတီထွင်ထားတဲ့ခြေရခံ app တစ်ခုကိုအသုံးပြုပြီးကမ္ပဏီတစ်ထေးတယောက်ကိုအင်တာအထိလိုက်သွားခဲ့ပါရင်အလုံးအမင်းရှက်စရာကောင်းတဲ့အခိုက်အတန့်မှာအီတန်ကအရေးကြီးတဲ့ကိစ္စလုပ်နေတော့ဝင်သွားပြီးတော့သူ့ရဲ့တီထွင်မှုကိုတင်ပြပါရင် သူ့ရဲ့ app ဟာတခြားသောရှယ်ယာခံ software တွေထက်အများကြီးတလွန်ပြီးတော့မရှင်နိုင်လောက်အောင်တိကျမှန်ကန်တယ်လို့သူကရှင်းပြပါရင်းတင်းမာပြီးအနေအခက်တဲ့ငွေနိုင်မှုတွေပြီးမှတထေးကအီတန်မြတ် app ကိုဝယ်ဖို့အတွက်တဘောတူလိုက်တာကြောင့်အီတန်တရားအောင်မြင်သွားပြီမဲ့နာမည်တော့နည်းနည်းပြတ်သွားနိုင်ပါရင်း တဖက်မှာတော့နောက်တနေ့ရုံမှာဝယ်ရဲ့စူးစားအထုံးမွေကအကျိုးပေးတော့ပါရီကက်သရင်းဟာဗီဒီယိုတီးဖြတ်တဲ့သူ့ရဲ့ကျွမ်းကျင်မှုတွေတိုးတက်လာတာကိုရှင်းပြပြီးတော့အရှိမကြီးမားတဲ့ပြောင်းလဲမှုတွေရှိလာနိုင်တဲ့အကြောင်းအရေးအမို့ပြောပြပါရီသူမကမကြခင်ညွန်ကြားရေးမှုဟာအငိမ့်စားယူတော့မှဖြစ်ပြီးတော့သူမကတော့လူတိုင်းလှုပ်ရှင်တဲ့ရာထူးကိုတိုးမြင့်ခံရတော့မယ်ဆိုတဲ့တင်းကိုမျှဝေပါရီနောက်ပြီးကက်သရင်းဟာဝယ်ကိုဆက်ပြီးစူးစားမယ်ဆိုရင်တော့သူမကသူ့ကိုဒုတိယညွန်ကြားရေးမှုရာထူးအထိတိုးမြင့်ပေးဖို့အတွက်စဉ်းစားမယ်လို့နောက်ပြောင်ပြီးပြောပါရီ အဲ့ဒီယာထူကသူ့ရဲ့အသက်မွမ်းကြောင်းကိုပြောင်းလဲပြစ်နိုင်တဲ့ယာထူမျိုးမှာအဲ့ဒီကအချိန်ဖို့ဆင်းနေတော့ဝဲတယောက်ပင်ပန်းလွန်းတဲ့အတွက်သတိမေ့သွားခဲ့ပါရင်သူပင်ပန်းနေတဲ့အချိန်နေမှာသူ့ရဲ့အရင်ကြောင်ရဗီဒီယိုတစ်ခုကို YouTube မှာမားပြီးတော့တင်လိုက်ပြပါရင်သူ့အမားကိုအစပိုင်းမှာမသိပေမဲ့ညတကောင်မှာအီတန်စီကနေဖုန်းဝင်လာပါရင်အဲ့ဒီဗီဒီယိုကိုမတော်ဆတွေ့သွားတဲ့အီတန်ကဝဲကိုအဲ့ဒီဗီဒီယိုဟာ YouTube မှာနံပါတ်1နေရာကိုရောက်သွားပြီလို့စိတ်လှရှားစွာနဲ့ပြောပါရင် ဝဲကစစ်စေးကြည့်လိုက်တော့သူ့ရဲ့ဗီဒီယိုအောင်မြင်နေတာကိုတွေ့သွားခဲ့ပြီးဝမ်းတာလွန်းတဲ့အတွက်အောင်ပွဲခံအော်ဟစ်ခဲ့ပါရင်အဲ့ဒီအောင်မြင်မှုကဝဲအတွက်တခါအစ်တစ်ခုကိုဖွင့်ပေးပါရင်နောက်တနေ့လွန်းဆိုတဲ့စေးပွားရေးသမားတယောက်ကပူပေါင်းလုတ်ကင်ဖို့ဇေယျထက်တန်စွာနဲ့သူ့စီကိုရှီးခဲ့ပါရင်လွန်းဟာသူ့ရဲ့စတင်ခါစားကမ္ပဏီအတွက်ကြုံရဝေဖန်တီးပြီးဖို့ဝဲကိုကန့်လန့်တာပါဝန်ထမ်းအဖြစ်မဟုတ်ဘဲနဲ့လုပ်ငန်းဖက်ဆက်အနေနဲ့ပါအမြဲဝေစု20ရာခိုင်နှုန်းတာရှိပေမဲ့လွတ်လွတ်လပ်လပ်ဗီဒီယိုဝေဖန်တီးခွင့်ရတာကိုဝဲတဘောကြပါရီ ူကသူ့ရဲ့စိတ်တိုင်းကြအလုံးလုံးခွင့်ရတဲ့အခွင့်အရေးကိုစိတ်ဝင်စားပါရင်အဲ့ဒီငါအဝဲတရားလွန်မြဲကံလမ်းမှုအကြောင်းကြည်ကိုမျှဝေဖို့အတွက်စိတ်လုံရှားစွာနဲ့ကြည်ရဲ့တိုက်ခန်းကိုတွားပါရင်ဒါပေမဲ့သူရောက်တော့ကြည်ကအခံတော့မှငိုနေတာကိုတွေ့လျရလို့သူ့ရဲ့အစီအစဉ်တွေပြောင်းသွားခဲ့ပါရင်မဖြစ်တာလဲလို့မိတော့သူမတို့ရဲ့အိမ်မက်အိမ်အတွက်အရေးကြငွေတွင်းဖို့စီစဉ်နေတော့မှပဲအလုံးဖြုတ်ခံလိုက်ရတဲ့အကြောင်းပြောပြပါရင်ဒီတဲ့င်းကအဝဲကိုတော်တော်ထိခိုက်သွားစေခဲ့ပြီးလွန်မြက်ကံလမ်းမှုအကြောင်းမပြောတော့ဖို့ဆုံးဖြတ်ပါရင် အဲ့ဒီအစားသူကအရာထူးတိုးဖို့အတွက်လမ်းကြောင်းမှန်ပေါ်ရောက်နေတဲ့အချိန်ကြီအာအားပေးပြီးတော့သူမအလုတ်အတင်မရမရှင်တွေ့ရငါထားတဲ့အိမ်ကိုပြန်လာနေဖို့ဖိတ်ခေါ်ခဲ့ပါရင်ကြီကလည်းတွန်းဆုပ်ဆွားတဲ့တဘောတူပါရင်ဝယ်ကရုံးမှအခက်ခဲဝင်နေရင်ဆိုင်နေရတဲ့အချိန်ရောဂျာကလည်းသူ့ရဲ့စိတ်ပြက်စရာဝင်နေရုံးကန်နေရပါရင်ကော်ဖီဆိုင်မှာသူကစပွဲထိုးမလေးကိုသူ့ရဲ့အခက်ခဲဝင်အကြောင်းပြောပြပါရင်ကမ္ပဏီအများကြီးကိုရှောက်ထားခဲ့ပေမဲ့ဘဲကမှပြန်ခေါ်တာကိုမခံရပါဘူး သူမလုပ်ရမယ်မှမသိတော့တဲ့အဆုံး company တစ်ခုကိုဝင်လိုက်ပြီးအိအာနဲ့တွေ့ဖို့တောင်းဆိုမယ်လို့ကြေညာလိုက်ပါရင်ရောဂျာရဲ့အဲ့ဒီလိုပြင်းထန်တဲ့အစီအစဉ်အကြောင်း Twitter မှာတွေ့လိုက်တဲ့အခါမှာတော့အဝေကကြောင်းဝင်တားစီရမယ်ဆိုတာသိပါရင်သူချက်ချင်းလူကိုဖုန်းခေါ်ပြီးတော့အခြေအနေပေမထိနိုင်တော့ခင်ရောဂျာစီအမြန်ရောက်အောင်ကူညီဖို့တောင်းဆိုလိုက်ပါရင်ရောဂျာအတွက်သူတီးဖြတ်ထားတဲ့အလုံးရှောက်လွာဗီဒီယိုရဲ့ CD ကိုယူပြီးတော့အဝေကသူ့တငယ်ရွှေနေဖြစ်တဲ့ Loop Ethan နဲ့ Charlie တို့ကိုခေါ်ကသူ့အဖေကိုတားစီဖို့ထွက်သွားကြပါရင် ကမ္ပဏီအဆောက်အဦမှာအဖွဲ့တာဝန်ကရောဂျာဝင်ဖို့ကြိုးစားပြီးတော့လုံချွေးဝေရဲ့ဖန်ဆီရှင်ခံနေရတာကိုတွေ့လိုက်ရပါပြီ။ချက်သွားတဲ့ဝေကလုံချွေးဝေကိုအထက်ထက်အခက်ကတောင်းပန်ပြီးတော့ရောဂျာကိုပြန်ဖို့တိုက်တွန်းလိုက်ပါပြီ။ဒါပေမဲ့ AR ကမမျှော်လင့်ပဲဖျက်သွားတဲ့အခါမှာရောဂျာကအကူအညီတောင်းပါပြီ။ဝေနဲ့သူ့တင်ငယ်ရှင်တွေကဝေရောက်ကူညီပြီးလုံချွေးကိုအာရုံလွှဲလိုက်တာကြောင့် ရောဂျာအစောင့်အထဲဝင်သွားဖို့အခွင့်အရေးရသွားခဲ့ပါပြီအထဲကိုရောက်တော့ရောဂျာဟာအေးအာမန်နေဂျာကိုသူ့ကိုယ်သူမိတ်ဆက်ပြီးတော့သူ့ရဲ့အလုံးရှောက်လွားဗီဒီယိုပါတဲ့ CD ကိုပြပါပြီအထဲမှာဘာဝေပါတလဲဆိုတော့သူ့အတိအကျမသိပေမဲ့သူ့သားရဲ့တီးဖြတ်တဲ့အရေးရှင်ကတော့သူ့ယုံကြည်ပါပြီသူ့ရဲ့စိတ်ရဲ့အမှန်နဲ့စူးစမ်းအားထုတ်မှုကြောင့်အေးအာမန်နေဂျာကအင်တာဗျူးဖို့အတွက်တဘောတူလိုက်ပါပြီရောဂျာအစောင့်အထဲကနေထွက်လာတဲ့ခါမှာတော့သူဟာကိုယ်ယူဝမ်းတာမှုနဲ့တောက်ပနေခဲ့ပါပြီလုံချုံရေးကျိုးဝင်တဲ့ရှီနောင်ခံထားရတဲ့ဝယ်နဲ့ ူ့ရဲ့တငယ်ရှင်တွေကိုသူအလုံရသွားပြီဖြစ်ပြီးနောက်တနေ့ကစလို့အလုံဆင်းတော့မယ်လို့ကြင်ရပါရီဒီတင်ကြောင်းအဖွဲတောင်းပြီးဝန်တာအာရအော်ဟစ်ပါရီဝယ်ကလည်းအောင်မြင်မှုခံစားချက်နဲ့ယုံကိုပြန်လာပြီးမယ်ယုံရဲ့လေထုကတင်းမာနေပါရီဝန်ထမ်းအများအပြားအလုံဖြုတ်ခံတားရပြီးတော့ကက်သရင်ကအကြောင်းပြချက်တွေကိုရှင်းပြပါရီသူမကညွန်ကြားရေးမှုအတိတ်အဖြစ်တရားဝင်တာဝန်ယူပြီးတာနဲ့အရေးရှင်းမမီတဲ့လူတွေကိုချက်ချင်းရှင်းထုတ်ပြလိုက်ပါရီသူမကအဝယ်ကိုစာချုပ်အတိတ်တခုပေးပြီးတော့ဒုတိယညွန်ကြားရေးမှုရာထူးတုံးမြင့်ခံရတဲ့အကြောင်း လာစာကနဆတိုးသွားတဲ့အကြောင်းအတိပေးပါရင်ဝေကငွေရေးကြီးရဲ့အရာတိုးတက်မှုအတွက်အရန်ကိုဝမ်းတာပေမဲ့ကက်သရင်းရဲ့တင်းကျပ်တဲ့အမိတ်အောက်မှာအလုံးလောက်ရမှာကတော့တိတ်ပြီးတော့မကြပါဘူးဒါပေမဲ့ဂျေးနဲ့သူတို့ရဲ့အနာကတ်အတွက်သူအစွမ်းကုန်စူးစမ်းပြီးတော့သူ့ရဲ့တန်ဖိုးကိုတက်တည်ပြဖို့ဆုံးဖြတ်ပါရင်အဲ့ဒီညမှာသူတို့အတူငားနေတဲ့အိမ်ကိုပြင်ရောက်တော့ဂျေးတယောက်ဒီမှခံနိုင်တော့ပါဘူးအိမ်ရဲ့ရှုပ်ပွားနေတဲ့အခြေအနေကြောင့်သူမရဲ့စိတ်ပြတ်မှုကိုထုတ်ဖော်ပြောဆိုလာပါရင်အမြင်နဲ့အကောင်းမြင်တဲ့ဝေကသူမရဲ့ဇွိမ်ပူပန်မှုကိုရှော့ရှာဖို့စူးစမ်းပြီးတော့ ဘောနဲ့ရတာနဲ့သူတို့နှစ်ယောက်ထဲနေဖို့အတွက်တိုက်ခန်းလေးတခန်းကိုဝယ်ပေးမယ်လို့ကတိပေးပါရင်သူ့ရဲ့နှစ်တိတ်ပေးမှုကြောင့်ခဏတာငြိမ်သက်သွားခဲ့ပါရင်ရဲ့အနေငယ်အကြမှာဝယ်ကဂျေးကိုသူ့ယုံရဲ့ခရစ်စမတ်ပါတီခေါ်သွားခဲ့ပါရင်ပြောစရာစကားပြောဆိုနေကြတဲ့ကြားမှာဒီဆောင်တွဲကကက်သရင်းနဲ့တွေ့ဆုံခဲ့ပါရင်ဝယ်ကသူ့မရဲ့အရှိမမတက်မတာဖြစ်နေတာကိုသိတာပေမဲ့ရင်ရင်ကြီးကြီးနဲ့တတိငိန်နေဖို့အတွက်ဘယ်လိုမျိုးအသိအကျစူးစမ်းနေတယ်လဲဆိုတာကိုဂျေးတတိထားမိခဲ့ပါရင်အဲ့ဒီအခါမှာပဲ ကြေးတရားရုတ်တရက်တဘောပေါက်သွားခဲ့ပါရင်ဝေဟာသူ့အတွက်မဟုတ်ပဲသူတို့နှစ်ယောက်ရဲ့အနာဂတ်ကိုတည်ဆောက်ဖို့အတွက်ဒီအလုပ်ကိုတီးခံနေခဲ့တာပါအဲ့ဒီအတီကသူမကိုတော်တော်ကလေးခံစားစေရပါရင်ကက်သရင်ခဏသာထွက်သွားတဲ့အခါမှာဂျေးကစိတ်ရဲမှန်နဲ့တောင်းပန်တဲ့လေးတန်နဲ့ဝေဖက်ကိုလဲလာပါရင်ပြီးတော့ရဲရဲတဲတဲနဲ့သူမကသူ့ရဲ့အလုပ်စာချုပ်အတိတ်ကိုအဲ့ဒီနေရာမှာတင်ဆုပ်ဖြဲပြလိုက်ပါရင်သူမကသူ့ရဲ့ကိုပိုင်ကြောင့်ရကမ်ပဏီစားထောင်ဖို့အိမ်မက်ကိုလိုက်ရှင်နေဆိုရင်တော့သူမအနေနဲ့အပြည့်အဝထောက်ခံမယ်လို့ပြောပါရင် ဝယ်တယောက်အရန်ကိုဝမ်းတာတွားခဲ့ပါပြီချက်ချင်းပဲသူဟာကက်သရင်ကိုတွားရှာပြီးတော့အကုန်လုံးဖွင့်ပြောပါရီသူစိတ်ပြတ်နေတဲ့ဝီကိုပြောပြပြီးတော့တရားဝင်ယာထူးကနေနှုတ်ထွက်တဲ့အကြောင်းပြောကြခဲ့ပါရီပြီးတော့ဂျေးနဲ့လက်ရှင်းချိန်ပြီးရုံခန်းတဲ့ကနေထွက်လာခဲ့ပါရီလာပေါင်းများစွာအတွင်မှာအခုမှပဲသူတို့ဟာပော့ပါပြီးတော့မျောလင်းချက်အပြည့်ရှိတဲ့ခံစားချက်ကိုရရှိခဲ့ပါရီအချိန်နေကြလာတာနဲ့အမြဝယ်ရဲ့ပတ်ဝန်းကျင်ကလူပိုင်းအတွက်ဘဝဟာပူကောင်းတဲ့ဖက်ကိုပြောင်းလဲသွားခဲ့ပါပြီအီသန်ရှာလီလုပ်နဲ့ရောဂျာတို့ဟာသူတို့ရဲ့အလုပ်အကိုင်တွေမှာအောင်မြင်နေကြပါရီ ဂျေးကလည်းအလုပ်အသစ်တစ်ခုရသွားခဲ့ပြီးတော့သူမရဲ့ရည်မှန်ချက်တွေပြန်လဲရှင်းတန်းလာပါပြီတဖက်မှာဝဲကတိတ်တဆိတ်သူ့ရဲ့အနာဂတ်ကိုတိဆောက်နေပါပြီတနေ့ခဲမှာဆိုရင်တော့သူဖန်တီးထားတဲ့ကြောင်ရောင်ဗီဒီယိုအသစ်တစ်ခုကိုလွန်စီသွားပြပါပြီပြီးတော့သူကသူ့ရဲ့နာမည်ကတ်ကိုဆိုပဲအပေါ်ရှော့ရှားလိုက်ပြီးသူရဲ့ကိုပိုင်ကြောင်ရကမ္ပဏီကိုတရားဝင်ဖွင့်လိုက်တဲ့အကြောင်းတင်ပြဝေခဲ့ပါလိဝေကလွန်ကိုသူရပထမဆုံးဖောက်တဲ့ဖြစ်ဖို့အတွက်အဆိုပြုပြီးတော့သူတို့တိဆောက်နိုင်တဲ့ဖန်တီးမှုဆိုင်ရာဘူပေါင်းဆွဲမှုကိုအလေးပေးပြောကြားခဲ့ပါလိ လုံကလည်းမဆိုင်မသွားပဲချက်ချင်းတော့တူပါရီဝယ်ရဲ့လုပ်ငန်းကစတင်ခါစပဲရှိနေသေးပေမဲ့သူအိမ်မက်မက်ခဲ့တဲ့အရာအလုံးနဲ့ပြည့်စုံနေခဲ့ပါရီပထမဆုံးအချိန်နေနဲ့သူဟာသူ့ရဲ့ဝါသနာနဲ့တကယ်ကိုမှတသားထဲကျနေတယ်လို့ခံစားလိုက်ရပါရီဂျေးရဲ့ခိုင်မာတဲ့ထောက်ခံမှုနဲ့သူ့ရဲ့ဆုံးဖြတ်ချက်တွေကြောင့်သူဟာသူ့ရဲ့အလုပ်ထဲကိုစိတ်ရောကိုယ်ပါနစ်မြုပ်ဖို့အဆင်သင့်ဖြစ်နေခဲ့ပြီးသူအမြဲတမ်းမြင်ရောက်တဲ့ဘဝကိုနောက်ဆုံးမှာတော့ရှင်တန်နိုင်ခဲ့ပါပြီကြည့်ရှုပြပရိသတ်များအလုံးကျေးဇူးတို့တင်ရှိပါခင်ဗျာ